ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဈေးကွက် trading ရဲ့ market recap ပြုလုပ်ပြီးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီနေ့12လပိုင်း၄ရက်နေ့ spine etf ကိုကျွန်တော်ဈေးကွက် trading ရဲ့ indicator တွေကိုသုံးပြီးတော့ဘယ်လို options scalping လုပ်သွားလဲဆိုတာကိုပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒါဆိုလို့ရှိရင်တော့စားလိုက်ကြအောင်ခင်ဗျာ ကျွန်တော်ဒီနေ့သုံးပါမှာတော့ကျွန်တော်ဈေးကွက် trading မှာ trade ရှိထားတဲ့ဈေးကွက်မဟာဗျူဟာဈေးကွက် yoshin indicator နဲ့ဈေးကွက်ပန်းတိုင်းဆိုတဲ့ trading indicator သုံးခုလုံးသုံးပြီးတော့ကျွန်တော် recap ပြလုပ်ပြီးအောင်မှာဖြစ်ပါရခင်ဗျာ Okay အဲ့ဒါဆိုလို့ရှိရင် ကျွန်တော်တို့ market စာဖွင့်နေစာဖွင့်ခြင်းမှာ market မဖွင့်ခင်တည်းကကျွန်တော်တို့ put option ပဲပို့ပေးထားတယ်အဲ့တော့ဒီဟာဝယ်လို့ရလားဆိုဝယ်လို့ရတယ်ဘာလို့လဲဆိုလို့ရှိရင် matrix matrix ရလဲ pair trend ထဲမှာရှိနေရင်ကျွန်တော်ဒီတိန်လေးရလဲ pair trend ထဲမှာရှိနေရင် EMA ရလဲ pair trend ထဲမှာရှိနေရင်အဲ့ဒါဆိုလို့ရှိရင်အဲ့အဲ့အကြောင်းအရာကြီးအကုန်ဆုံးတဲ့အတွက်ကျွန်တော်တို့ဒီမှာ put option စာဝယ်လို့ရတယ် market ဖွင့်ခြင်းချက်မှာတကယ်လို့မဝယ်ပြည့်ခဲ့ဘူးဆိုလို့ရှိရင်တော့နောက်တစ်ဘလို့အချိန်ဒီမှာဝယ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ break out ဖြစ်သွားတယ်ပြီးလို့ရှိရင် retest ပြန်လာတယ်ပြီးသွားတဲ့အချိန်မှာ put option တစ်ခါထောက်ဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့ရတယ်ပေါ့နော် ဲ့တော့ဗာကျွန်တော်တို့နေဘာပြောတာရှိလဲဆိုလို့ရှိရင်ဒီနောက်မှာပေါ့နော် call option ဝင်ပို့အာကျွန်တော်တို့ indicator ပေးထားရပေါ့နော်ဒီနေရာမှာတော့ call option ဝင်သိဘူးဘာလို့လဲဆိုလို့ရှိရင်ကြာလာတဲ့ down trend trend ရလဲကျွန်တော်တို့ candidate ရလဲအရင်အားကောင်းတယ်အဲ့တော့ဒီနောက်မှာပြန်ပြီးတဲ့ call option ကျွန်တော်ဝင်သိဘူးဘာလို့လဲဆိုလို့ရှိရင်ဒီမှာ fair value ကို retest ပြန်လာလောက်တာဖြစ်တယ်အဲ့ဒီပြုံမှာကျွန်တော်ဘာဖြစ်သေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရင်အာ fibonacci ratio တွေရလဲကျွန်တော် OD level မှာရှိနေရပေါ့နော် OD level ရှိမှာရှိနေရပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် pre market ရဲ့ အာမနေ့ကအမြင့်ဆုံးလိမရှိနေရပရီမာကဟိုက်ပရီမာကဟိုက်ကဒီပုံမှာပေါ့နော်အာကျွန်တော်တို့လုံးဝအာ major level မှာရှိနေတဲ့အတွက်ဒီနောက်မှာ call option ဝင်မယ်ဆိုလို့ရှိရင်မွေးသိမှုမွေးသိမယ်နဲ့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ call option တော့ skip လုပ်လောက် skip လုပ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာမှတစ်ခါပြန်ပြီးတော့ put option ဝင်မယ်ဆိုလို့ရှိရင်တော့ဝယ်လို့ရတယ်ကျွန်တော်ပထမပထမတစ်ခါမွေးဖြစ်ခဲ့တဲ့လူတွေက ဒီမှာ pop option ပေးထားရဲအစားတွေပေးထားရဲဝယ်ပြင်ဝယ်ပြင်ဝယ်ပြင်ဆိုလို့ရှိရင် breakout ဖြစ်သွားတဲ့ retest ပြန်လာတယ်အဲ့ဒီအချိန်မှာ pop option ဝယ်လို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော် okay အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ waste to reward ratio တွေမှာထားမယ်ပေါ့နော် block ထားမလဲအာကျွန်တော်ဒီနောက်မှာ pop option ဝယ်ရဲဝယ်မယ်ဆိုလို့ရှိရင် 1s to 2လား 1s to 3လားဘယ်လိုဝယ်မလဲကျွန်တော်စဉ်းစားကြပေါ့နော်အဲ့မှာဆိုလို့ရှိရင် 1s to 1ဝယ်မယ်လို့ဆိုလို့ရှိရင်တခါရထွက်လို့ရတယ် 1s to 2သမားရဆိုလို့ရှိရင်အဲ့ဒီနောက်လေးမှာထွက်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီနောက်မှာအာ ဒီကနေစဝင်မယ်ဆိုလို့ရှိရင်ဒီကနေပိတ်ကနေစဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဘလောက်ထားမှာလဲပေါ့နော်2လား1 1လားကျွန်တော်စဉ်းစားပေါ့နော်အဲ့မှာထားလို့ရတယ် Okay တကယ်လို့ဒီနိုင်မှာမထွက်ဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအာဒီမှာပန်းနိုင်တစ်ခုရောက်တဲ့ခါမှာထွက်လို့မယ်ဆိုလို့ရှိရင်လည်းထွက်လို့ရတယ်ပေါ့နော်ဒါကျွန်တော် indicator ပေးထားတာပေါ့ ပန်းတိုင်းတကိုထိရဲထိသွားပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ပြန်တက်မလို့ဖြစ်တယ်ပေါ့နော်ကျွန်တော်စัจကြည်ကြာတကယ်လို့မိတ်ဆွေတို့ကမထွက်သေးဘူးโอเคငါကိုင်းထားသေးတယ်ရရကိစ္စမရှိဘူးဆိုလို့ရှိရင်တော့ဒီလိုနေရာမှာတော့ကျွန်တော်ဆက်မကိုင်းသင့်တော့ပေါ့နော် ပထမတစ်ခါဖြစ်တယ်ပြီးလို့ရှိရင် develop ပုံစံဒီမှာဖြစ်တယ်ပြီးတော့ဒီကောင် site way လုံးဝဖြစ်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာမှဘလုံးမှဒီကျွန်တော်တို့ဒီ option ဒီ option ဆက်ပြီးတော့မကင်ထားတင်ဘူးပို့ option ဆက်မကင်ထားတင်ဘူးကင်ထားလို့လုံးဝအဆင်မပြေဘူးကျွန်တော်တို့ premium ဘန်မဲ့ quality ပေါ့နော်ဒါလုံးဝကင်ထားလို့အဆင်မပြေဘူးဒီနောက်မှ try and try မထွက်ဘူးဆိုလို့ရှိရင်နောက်တစ်ခါပြန်ကြလာရင်နောက်မှနောက်မှ drop ပေါ့နော်ဒါကတော့လုံးဝကို drop ကို drop ရမယ် ပြောရဆိုလို့ရှိရင်ကျွန်တော် MacD ကလည်းကျွန်တော် boot train နဲ့ပြင်ရောက်သွားပြီပေါ့နော်အဲ့တော့အာ port option ဝင်ဖို့လည်းအဆင်မပြေသေးဘူး call option ကလည်းအဆင်မပြေဘူးကျွန်တော်တို့ဒီ closer ပြင်ဖန်နေမှာ MacD ကတော့ boot train နဲ့မှာဖြစ်နေရဒီနောက်ထပ် trigger ကတော့ဘလုံးမှအဆင်မပြေသေးဘူးပေါ့နော် okay နောက်တစ်ခါ ြောမှုပြကျွန်တော်ဒီနားလေးကိုပြောချင်တယ်နော်နားမှာဒီနားလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့အာ call option ကိုတစ်ချက်ချက်တစ်ခါပြောရဲပေါ့နော်အဲ့ဒီနားမှာလည်းမဝယ်သင့်ဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားမှာရှိနေတဲ့ accumulation ဆိုရင်နား manipulation ပဲတတ်မှတ်လဲဆိုတော့ account distribution ဖြစ်သွားမယ်ပေါ့နော် okay အဲ့ဒါမှမဟုတ်ဘူးအာဒီနားမှာဆိုလို့ရှိရင်ကြည့်လို့ရတာကျွန်တော်ဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ပြရမယ်နော်နားမှာဆိုလို့ရှိရင်အဲ့ကျွန်တော်တို့အင်း developer ဖြစ်သွားမယ်ပေါ့နော်။ဒါနဲ့ဆိုလို့ရှိရင် developer ပုံစံပေါ့နော်။အဲ့တော့ကျွန်တော်ဒီနောက်မှဆိုလို့ရှိရင်လည်း core option ကိုလုံးဝအဆင်ပြေဝယ်မယ်ဆိုလို့ရှိရင်နောက်မှဒီ developer ကိုကြော်မှကျွန်တော် core option ဝယ်မယ်ဆိုလို့ရှိရင်ဝယ်ဖို့အဆင်ပြေပါပေါ့နော်။အဲ့တော့ okay ဒီမှာ put option ဝင်မယ်ဆိုလို့ရှိရင်လည်းဆင်ဝင်လို့ရတယ်ဘယ်ထိကိုတက်ကတ်ထားမလဲဆိုတော့ကျွန်တော်ဈေးဝက်ကပေးထားတဲ့ပန်းတိုင်းနှစ်တီဆိုတဲ့ဟာကိုကျွန်တော်တက်ကတ်ထားလိုက်လို့ရတယ်အဲဆိုလို့ရှိရင် put option တစ်ခါဝယ်ပြီးလို့ရှိရင်မကပြန်တက်သွားရပေါ့နော် โอเคဒီနောက်မှာပြောချင်တာကโอเคဒီနောက်မှာ solution call option ပေးပြီးဝယ်လို့အဆင်ပြေမှာလား solution ဒီကောင်ကတော့အဆင်ပြေပဲဘာလို့လဲဆိုတော့ကျွန်တော်ပြောရမယ်เนาะဒီကောင် solution ကျွန်တော်တို့ဒီပန်းတိုင်းနှစ်ကိုထိပြီးတော့ပြီးလို့ရှိရင်ပြန်တက်သွားတယ်ဗောနော PY solution ဒီကောင် solution insight ဖြစ်တယ်နောက်တစ်နောက်တစ်ခုက sign နေ PY solution ဒီမှာ call option ကိုအချက်ပေးရဗောနော်ပြီးလို့ရှိရင် macki ရာလဲကျွန်တော်တို့က bull funnel ရောက်သွားပြီဒီမှာ solution နဲ့ call option ကိုအဆင်ပြေရကျွန်တော်ပုံမှန်အဖြစ်နှစ်ကင်း7နာရီ total battery တဲ့အတွက်ကျွန်တော်နှစ်ကင်း7နာရီ total အကြောင်းကိုပဲရှင်းပြမယ်ဗောနော်ညနေခင်းမှာလဲ indicator နေပြီးတော့ရသွားတဲ့အားအများကြီးရှိ ည်ရပါတော့။ Okay ကျွန်တော်ဒီနားလေး submission ပြမယ်ဗျ။ကျွန်တော်ဒီ number call option ဝင်ရဲပေးတယ်။အဲကျွန်တော်ဘယ်နာတိကင်လဲပဲပြောမယ်ပေါ့နော်။အဲ့မှာဘယ်နာတိကင်လို့ရမှာလဲဆိုတော့ဒီ number call option ကျွန်တော် indicator စပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ class တွေမှာပါထားပြီးသား zero trading class တွေမှာပါထားပြီးသားဒီကောင်ဆိုလို့ရှိရင် insider ဖြစ်တဲ့ PY ဆိုလို့ရှိရင်နောက်တစ်ခုက sell တယ်နောက်တစ်ခုမှာဆိုစ call လို့ရပြီ once to one ထားမလား once to two ထားမလား two ထားမလားပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒီမှာဆို win to reward ratio ကဆိုလို့ရှိရင် once to four လောက်တော့ရမယ်ပေါ့နော်ဒီမှာ call option တစ်ခုရမယ်ဘယ်နောက်မှထွက်တဲ့လဲကျွန်တော်ဒီ SME 200 line ရှိရင်နောက်မှ try and try မထွက်ဘူးဆိုလို့ရှိရင်တစ်ခါမှတစ်ခါဒီနောက်မှတစ်ခါမှဖောက်နိုင်ဘူးတစ်ခါမှဖောက်နိုင်3က4က5ကဒီနောက်မှတော့လုံးဝထွက်တဲ့လဲဒီနောက်မှ call option ွန်လုံးဝစကိုင်းထားလို့အဆင်မပြေဘူးပရီမီယာနေဘန်ပဲပေါ့နော်ဒီနောက်မှလုံးဝထွက်ဖို့အဆင်ပြေရပါနော်ထွက်လဲထွက်တင်တယ်ပေါ့နော်โอเคဒီမှာ port option တစ်ခါထပ်ပြီးရင်ဒီမှာဝယ်လို့အဆင်ပြေလားဆို port option ဝယ်လို့အဆင်ပြေရဗန်ဒီရလဲပဲ trainer မှာကျွန်တော်ဒီ condition လေးအရာလဲအကုန်လုံး bear trainer မှာပဲဖြစ်နေရပေါ့နော် assembly နေရာလဲလည်းမဖောက်နိုင်ဘူးပြန်ကြလာရဆိုတော့ကျွန်တော်တွေဒီမှာ port option ဝယ်လို့ရတယ် battery ကိုသွားမလဲကျွန်တော်ဒီမှာပန်းနိုင်တစ်ထီကိုသွားရင်သွားမသွားဘူးဆိုလို့ရှင်ပန်းနိုင်နှစ်ထီကိုကျွန်တော်ဈေးခွက်ရပန်းနိုင်နှစ်ထီကိုသွားရင်သွားအဲ့ဒီအဆင်ပြေရပေါ့နော်အဲ ဆက်ပြီးထပ်ပြောချင်တာဒီမှာခုနက double top ဖြစ်သွားရယ်เนาะအခုဒီမှာတစ်ခါလာပြီးတော့ double bottom တစ်ခါထပ်ဖြစ်တယ်ဒီနားမှာတော့မဖြစ်မနေထွက်တင်တယ်မဟုတ်ဘူးဆိုလို့ရှင်တော့ဆက်ကင်ထားခြင်းတဲ့လူတွေကတော့ဒီကောင် break လုပ်နိုင်မှာဆက်ကင်ထားလို့အဆင်ပြေပါမှာ break နိုင်ကိုပြန်တက်သွားရယ်ဆိုလို့ရှင်ဒီနားမှာကိုထွက်ထွက်တင်တယ်ပေါ့เนาะမဟုတ်ဘူးဆိုလို့ရှင်ကိုရထားရင်ငွေကြီးပါသွားနိုင်တယ်ပေါ့เนาะ okay ကျွန်တော်နောက်ထပ်လေးထပ်ကြည့်အောင်ပြ okay ဒီနေ့ဒီ trade လေးအကြောင်းပြောမယ်နော်ဒီ trade လေးอ่ะဆိုလို့ရှိရင်ကျွန်တော်ဒီနောက်မှာဆိုလို့ရှိရင်ခုနကျွန်တော်ပြောရမလား double bottom ဖြစ်သွားပြီးပြီးတော့ဆိုဒီကောင် engulfing candle candle ဖြစ်သွားရနောက်တစ်ခုကလည်း same နေဒီမှာတွေကစပြီးတော့ option ဝင်ဝင်အာကျွန်တော် call option ဝင်ဝင်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော် indicator ပြည့်ရဲ့အချိန်မှာ call option ဝင် okay risk to reward ratio ပြောကြအောင်နော်ဘယ်လောက်ထိသွားမလဲပေါ့ကျွန်တော်ဒီ indicator ပြည့်ရဲ့အချိန်မှာစဝယ်ဒီမှာဆိုလို့ရှိရင်ဒီကောင်ဒီကိုကျွန်တော်တို့အာ risk ထားမယ်ပြီးလို့ရှိရင် over 15မိနစ် အနေဆုံးပါဗောနော် overview 15မိနစ်အနေဆုံး overview 15မိနစ်အမှတ်ထိကိုကျွန်တော်တို့1:2 visual ratio ရမယ် IT ရရင် UU အဲ IT မှာတော့ထွက်တင်တယ်ဟောတော့ဘာလဲဆိုလို့ရှိရင်နောက်မှာတစ်ခါမဖောက်နိုင်ဘူးနှစ်ခါမဖောက်နိုင်ဘူးဒီ put option ပေးတယ်ဝယ်လို့ရလားဆိုဝယ်မယ်လူတွေလည်းဝယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့မဝယ်ဘူးဗောနော်ဘာလို့ဆိုလို့ရှိရင် ဒီကောင်ဆောင်ကြည့်အောင်ပဲပေါ့နော်တကယ်လို့ဝယ်တဲ့လူကြီးဆိုလို့ရှိရင်လည်းအစဉ်ပြေရဒီနားမှာဝယ်ပြီးတော့အဘလောင်းမတော့ percentage ကတော့ရမှာမဟုတ်ဘူးပေါ့နော်ဒီနားမှာဆိုလို့ရှိရင်ဒီ वाइज ဆိုနောက်ထပ်မဝယ်သင့်တဲ့ချက်ဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီကောင်က break devil bottom ကနေပြီးတော့ break out ဖြစ်သွားတယ်ပြီးတော့ဒီကောင် retest လာတဲ့အနေနဲ့စဉ်းစားလို့ရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ဒီကောင်ကမကြည့် full flat ဖြစ်သွားတယ်ပေါ့နော် full flat ဖြစ်သွားပြီးတော့ပြန်တက်တယ်ဒီကောင်နဲ့ 1 to 1ပြန်သွားတယ်ဒီနာ1ဒီနာ1 1 to 1ပြန်သွားတယ်ပေါ့နော်အဲတော့ဒီနောက်မှာဆိုလို့ရှိရင်အဲကျွန်တော်အနေနဲ့မှာဆိုလို့ရှိရင်ကျွန်တော် port option နောက်ဝင်မှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုပြောလို့ရပါပြောလို့ရဆိုဒီနောက်မှာအာကျွန်တော်ဥပပိ15မိနစ်ဒီအနေဆုံးလိုင်းပေါ့နော် off ကနေပြီးတော့ပြန်ကြလိုက်ဝယ်လို့မရောက်လားဆိုဝယ်လို့ရပါတယ်တကယ်လို့ကဒီနားမှာတော့ကိုက risk ရေဆိုလို့ရှိရင်ဒီနားဝယ်လည်းဝယ်ပေါ့နော်ဒီနားမှာပြန်မဖောက်နိုင်တဲ့အခြေအနေမှာဆိုဒီနားမှာဆိုလို့ရှိရင်ထွက်ပေါ့မြက်ကဘယ်လောက်မှကြောက်မှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်နေဆိုလို့ရှိရင်တော့ဝယ်မှာမဟုတ်ဘူး ဘာလို့လဲဆိုလို့ရှိရင်အာဒီကောင်ကအာကျွန်တော်တို့က boot flag ဖြစ်သွားမှာမလို့ပေါ့နော်ဟုတ် UI solution တော့ကျွန်တော်ဒီ number ရှိရဲ့တပည့်တော့မှပြန်ထွက်မယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့အာကျွန်တော်ကဒီလောက်ပဲထွက်တယ်နေ့ကင်း7နာရီခွဲ7နာရီလောက်ဆိုတော့နောက်ဆုံးပဲပေါ့နော်အဲ့ထက်တော့ဆက်မထွက်ဘူးနေ့နေ့ကင်းမှာလည်း indicator တောက်လျှောက်ပေးပါတယ်တောက်လျှောက်ကျွန်တော် reality ရကြတယ် ။ဟုတ်ကဲ့အခုလိုအဆုံးထိနောက်ထပ်ဝီဒီယိုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။အာနောက်နေ့မှလည်းပြန်တွေ့ပါမယ်။ကျွန်တော်တို့နဲ့တူတူ live page နဲ့ဆိုလို့ရှိရင်တော့ Discord ကို join လို့ရပါတယ်။ Discord အတွက်ကို Discord join မှုအတွက်ကို Discord link ကိုပေးထားပါမယ်။ကျွန်တော်ရဲ့ description မှာလည်းကောင်း comment မှာလည်းကောင်းရှိပါလိမ့်မယ်။အဲဒီကျွန်တော်တို့နဲ့တူ live page အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျ။ကျွန်တော် Facebook နဲ့ YouTube ကနေပြီးတော့လည်းအာကျွန်တော် live video တွေတင်ပေးနေပါတယ်။ဒါပေမဲ့အဲ့မှာကအာကျွန်တော်တို့ရဲ့စက္ကန့်အနည်းငယ် delay ဖြစ်တဲ့အတွက်အဲ့မှာတွေ့ရဲ့ကျွန်တော်တို့ call option ဝင်နေတာပို့ option ဝင်နေတာဒီကို live မလုပ်ဖို့အတွက် 将飞机买开票，汽车票一定买开票，然后你买票来对什么买开票？